ဲ့မင်္ဂလာပါရှင်ဆံမလေးကတော့မြောက်ရီမျိုးရဲ့ကြားမြင့်ဆံမလေးရှင်နဲ့ဆက်ပိုင်းပဲဖြစ်ပါတယ်ဆံမလေးကိုအခုအရန်ကိုကိုထုနဲ့ပတ်သက်ပြီးတော့ဗောနောဟိုမင်းသားထုနဲ့ပတ်သက်ပြီးတော့မေးထားတာလေးတွေကဖြေမိတာနဲ့အကုန်လုံး reply တွေအရန်များတယ်ဗောနောဒီ comment တွေလည်းအရန်များတယ်ဆံမလေးပြန်မှလည်းအရန်များနေတဲ့ခါကျတော့ဆံမလေးကဟိုဗောနောဟိုဒီတယောက်ချင်းကိုမဖြေပေးနိုင်တော့ဘူးဗောနောအများကြီးဖြစ်နေတဲ့တိုက်စစ်တဲ့လူတွေအများကြီးဖြစ်နေတဲ့အများကြီးအများကြီးကိုဘလို့မှမနိုင်မနေဖြစ်နေတဲ့ခါကျတော့ဆံမလေးကဒီ line ပေါ်ကမဖြေပေးမယ်အခုလဲဆံမလေးကိုတောင်းဝေဖန်တဲ့ ူတွေတိုက်ခတ်တဲ့လူတွေအဲမကောင်းပြောတဲ့လူတွေရှိပါတယ်เนาะတိုက်ဆက်မှန်းဆက်ကိုလည်းအစမလေးရဲ့ post ကိုအစာဆုံးနားထောင်နေလို့ရှိပါတယ်အစာဆုံးနားမထောင်လို့ပြစ်တင်တဲ့လူတွေလည်းရှိပါတယ်အဲ့တော့ပြစ်တင်တဲ့လူတွေအတွက်အဲဆမလေးကဒီမှာကိုထူးအကြောင်းကိုသိချင်ပါတယ်ဆိုတော့မောင်လေးအတွက်ပေါ့เนาะညီမလေးတွေအတွက်ဖြေပေးပါမယ်ကိုထူးအကြောင်းကိုသိတဲ့ဖြေပေးမယ်နောက်တိုက်ဆက်မှန်းဆက်တွေကိုလည်းဆမလေးကတယောက်ချင်းကိုလည်း reply ပြန်ပေးပါမယ်ပေါ့เนาะ hello အားလုံးမင်္ဂလာပြုကျွန်တော်အိမ်မူကွေဖြစ်ပါတယ်ဒီနေ့တစ္ဆက်ပြန်ပြန်လေးရဲ့ line မှာအရင်မှနာမည်ကြီးနေပြီးတိကျဆောင်ဒူကန်စစ်တက်ပြီးပြီးဆုံးမသွားတယ်ပေါ့နော် ဒီနေ့မှတော့ဒီအကြမ်းမြင်ရတဲ့ဆီယမ်မလေးရွှေနဲ့ဆက်ပိုင်းကဒီတေးဆောင်သူရဲ့အကြောင်းတွေအားလုံးကိုဟောပြပြောပြတင်ဆက်ပြီးတော့ဖြစ်ပါရတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ပြည်ပြန်လေးအဆုံးသတ်တွေလည်းပဲကြည့်ရှုပြီးဖတ်ကြည့်ချင်ပါတယ်။ဒါဆိုရင်တော့ကျွန်တော်တို့ပြည်ပြန်လေးဆက်လိုက်အောင်ကျမလေးကတားလိုက်တခါလေးဖြေးကြပေးပါမယ်ကိုထူးဝိညာဉ်က မကြုံမလို့လာမဟုတ်ပါဘူးသစ်ပင်မှာလည်းကန့်နေရမဟုတ်ပါဘူးမကြုံမလို့ပဲရှောက်သွားနေရလည်းမဟုတ်ပါဘူးသူကတိုက်ဆက်ပထန်းဆက်ကိုတိုက်ကနေပြီးတော့ပြန်ခေါ်တဲ့အတွက်ကြောင့်တိုင်နှန်းကိုပြန်နေရပါတယ်အဲငကားတိုက်မှာရှိနေပါတယ်ငကားတိုက်မှာသူကသာသနာပြုဖို့ ထွက်လိုက်တာပါသာသနာမပြုတ်ဘူးလေအိမ်တော်ပြုတ်ဝင်ယူရလိုက်တယ်ကြီးစားထားလိုက်တယ်အိမ်တော်ပြုတ်ဝင်ယူရလိုက်တယ်အဲအိမ်တော်ရေးကိစ္စကိုစိတ်ဝင်စားသွားတယ်ဒါသာသနာပြုတ်ဖို့တွေမိဘကိုလုပ်ပေးဖို့တွေကိုအများကြီးသူလောက်အောင်မှဖြစ်တဲ့အတွက်ကြောင့်မလုံးမိလို့အခုလို့ငွေရွေးနဲ့ဆုံးမသွားခြင်းဖြစ်ပါတယ်ငွေရွေးနဲ့တိုက်ကပြန်ခေါ်သွားခြင်းဖြစ်ပါတယ်အဲ့ဒါလေးတွေကိုဆရာမလေးကတေချာတိကျပြပေးပါတယ် ပထမဆီမလေးဆီမလေးကြောင့်မသိမှဆိုဆီမလေးမိတ်ဆက်ပေးတာပါအဲ့ဒါကိုလူကြီးကအဲဒီဆီမလေးကိုကိုယ်ကိုပဲကြောညာနေတယ်လို့ပြောတယ်ပေါ့အမှန်မှန်ကတော့ကြောညာနေရမဟုတ်ပါဘူးဆီမလေးကတိုက်ဆက်ပထမဆက်တွေကြောင့်တိတာထင်ရှားအောင်တေချာခါခါနနရှင်းပြပြီးမှဖြေထားခြင်းဖြစ်ပါတယ်เนาะထူးမောင်လေးထူးကိစ္စနဲ့ပတ်သက်မင်းသားထူးကိစ္စနဲ့ပတ်သက်ဖြေထားပြီးပါပါတယ်ဒါပေမဲ့အစားဆုံးနားမထောင်တဲ့အတွက်ကြောင့်အစားဆုံးမသိကြရပါဘူးမသိတော့ဝေဖန်တာတွေတိုက်ခိုက်တာတွေအပြစ်ပြောတာတွေအများကြီးကြုံရပါတယ်ဒါပေမဲ့ဆီမလေးကဖြေထားပါတယ်အထဲမှာဒေသနားမထောင်ကြပါဘူး စိတ်ရှင်လက်ရှင်လဲနားထောင်ကြပါဦးဒီတိုင်းဆက်ပထမ်းဆက်ဒီကခလုတ်ထီမှာအမိတတလို့ပဲကိုဖြစ်မှကိုပူကြတာပါနော်ကိုမဖြစ်တဲ့အခါကျတော့ဒါတွေကိုဆရာမလေးကအလကားလုံချံဖန်တီးပြီးပြောနေတယ်ဆရာမလေးကကြွားနေတယ်အဲမလို့အပ်တာတွေပြောနေလို့ထင်တာပါမမှန်လို့အဲ့လိုလိုအပ်တဲ့လူတွေကလည်းလိုအပ်တာမှန် ိလို့ဆီယမလေးကိုလာပြီးတော့ဟောဒီတိုင်းစစ်ကြပါတယ်ပေါ့နော်စောစောစီးငငယ်ရွယ်နဲ့မသေးတင်တာတွေမသေးအောင်မဖြစ်တင်တာတွေမဖြစ်အောင်မပြတ်တင်တာတွေမပြတ်အောင်လို့ဆီယမလေးကိုခုကလေးကတိုက်စစ်ကြတယ်အဲတိုက်ဆက်တွေကိုတီအောင်ဖန်တီးကြတယ်အဲလှုပ်ဆောင်မှုကိုလည်းဘယ်လိုလှုပ်ဆောင်ရမလဲဘယ်လိုနေထိုင်ရမလဲဆိုတာလေးလည်းသူတို့မေးကြမယ်ညံ့ကြတယ်အဲစုံစမ်းကြတယ်အဲဒီပေါ့နော်ကွန်မန့်တွေပေးကြတယ်ပေါ့ဆီယမလေးအဲ့ဒါကိုနားလဲပါတယ်သဘောပေါက်ပါတယ်အញ្ញမ်းလည်းများနေတဲ့အခါကျတော့ဆီယမလေးဖြေချဘူးကတယောက်ချင်းမဖြေနိုင်ပါဘူးเนาะ ဲ့တော့ကြိုးစင်မဖြစ်နိုင်တဲ့ကြောင့်ဆမလေးကအခုလို့ခဒါကိုထုနဲ့ပတ်သက်တာကိုသိကျင်တာကိုဆမလေးကထပ်ပြီးတော့ဖြေပေးပါဖြစ်ပေးပါတယ်เนาะဒါပို့ထူကတော့မကြုံမလို့တဲ့ဘဝနေပြီးတော့အသေးဆုံးနဲ့တည်ရတဲ့ဘဝလည်းမဟုတ်ပါဘူး office လေးကကန်တဲ့တည်ရတဲ့ဘဝလည်းမဟုတ်လို့သူများလုံချက်ခံရလည်းမဟုတ်ပါဘူးတကယ်တမ်းကျတော့တိုက်ကပြန်ခေါ်တာပါသူကအိမ်တော်ပြို့ကိုရွေလိုက်တယ်ရီးစားထားလိုက်တယ်အဲဒီအိမ်တော်ပြို့ကိုရွေလိုက်တဲ့ခါမှာတိုက်ဆက်ပထမဆက်တည်းလက်မခံတာပါ အဲအိမ်တော်ပြုဖို့ရည်စားထားဖို့ခွင့်မပေးပါဘူးသာသနာပြုခွင့်ပဲပေးပါတယ်မိဘကိုလုံခြုံပြုခုစုခွင့်ပဲပေးပါတယ်အဲဒီတော့ကြောင့်တိုက်ကနေပြီးတော့ပြန်ခေါ်လိုက်တာဖြစ်ပါတယ်ပြီးတော့တိုက်ကလာတယ်ဆိုတာကလည်းသူမနီးမျိုးမျိုးရှိပါတယ်ဒီခဏခဏလာခြင်းလည်းဖြစ်ပါတယ်အဲ့တော့ခဏခဏလာခြင်းသူ့ရဲ့အသက်တမ်းကိုသူပြောပြီးလာခြင်းလည်းရှိပါတယ်အဲ့ဒီဂရက်တူကဝတ်နေနဲ့လာရတဲ့အတွက်ကြောင့်အချိန်တိုင်ပြန်ခေါ်လာရင်အများကြီးရှိပါတယ်အဲ့ဒီအတွက်ကြောင့်အခုလို့စောစောစီပြန်ခေါ်ရတာပါဆရာမလေးကိုမေးထားတဲ့အချိန်မှာပါပါတယ်ခုနှစ်လသားအရွယ်လေးတွေလည်းပါပါတယ် အနှစ်ငငယ်လေးတွေနဲ့လည်းပြန်ခေါ်လိုက်လဲပါပါတယ်အအများကြီးဒီခေါ်နေကြတယ်ပေါ့ငကားတိုက်တွေအများကြီးတတိပေးနေတယ်အတိပေးနေတယ်ပေါ့အဲ့ဒါတွေကိုမသိတဲ့ခါကျတော့ငငယ်ရွယ်နဲ့ဆုံးမသွားတယ်ဆိုတော့ကသူတို့တိုင်မဟုတ်ပါဘူးအဲ့တော့အတချို့ကြလည်းမေးတယ်ဘာလို့အသေးဆိုးနဲ့ခေါ်ကြတာလဲတဲ့ဒါပေမဲ့သူတို့ကအလေးသင့်လို့ခေါ်ရတာဖြစ်တဲ့အတွက်ကြောင့်ရေနဲ့တော့ရေပေးသင့်ပါတယ်ကုန်းနဲ့တော့ရင်ကုန်းပေးသင့်ပါတယ်ဒါကဥပ္ပစေတကကံကြမဟုတ်ပါဘူး အလင်းသင်တယ်လို့ခေါ်ရတာပါနော်သူတို့ရဲ့ဟိုပြန်ခေါ်ချင်းတန်လို့ရှင်ခေါ်ကြရတာပါဘလူနီးနဲ့ပဲခေါ်မဆိုခေါ်ပါလေအဲ့ဒါလေးတွေကိုကိုကတိုက်ဆက်ပထမဆက်မဆိုးစီစစ်ထားပေးပါလို့ဆမလေးကဆိုလို့လာပထမ post မှာလဲဆမလေးကကိုကိုကိုတိုက်ဆက်ပထမဆက်မဆရာသမားတွေနဲ့စစ်က ြမယ်မင်းကြမယ်မြန်းကြမယ်ဒီလိုလူသင်တာလူရမယ်ကရောသင်တာကြီးကရောထားမယ်ဆိုလို့ရှိရင်ဆိုစစီဒုတတဆေရတဆေနေနိုင်ပါတယ်အိမ်တော်ပြုတ်ခွင့်တွေလည်းရပါတယ်အခုတော့အိမ်တော်ပြုတ်ခွင့်တွေလည်းကြုံဖို့အိမ်တော်ပြုတ်မယ်ဆိုကြံကြံစီလိုက်တိုင်းဒီလိုမျိုးအသေးဆုံးနဲ့ဒီမှာတချို့ဆိုရင်မင်္ဂလာဆောင်ရွက်နဲ့တည်သွားတဲ့ကောင်မလေးရှိရလေမင်္ဂလာအပေးအပို့စ်ဒီမှာလေမင်္ဂလာဆောင်ဖို့ရည်ရွယ်လိုက်တဲ့အချိန်မှာအဒါလည်းကိုပြင်ဆင်ရင်းနဲ့တည်သွားတဲ့ကောင်မလေးလေအဲ့ဒီကောင်မလေးပို့စ်တော့လည်းနာမည်ကြီးပါတယ်မင်္ဂလာဆောင်ကနီးကိုတည်သွားတာပေါ့အဲ့ဒါတွေက အများကြီးတိုက်ဆက်ဖက်တဲ့သက်ဆိုင်ပါတယ်ဒီတိုက်ဆက်ဖက်ဆက်တွေကိုလည်း short ထွက်လို့မရပါဘူးတိုက်ဆက်ဖက်ဆက်တွေကိုလည်းအာဒါမယုံကြည်လို့မရပါဘူးယုံကြည်လို့လည်းမယုံကြည်နိုင်စရာမရှိလောက်ကိုခေါ်နေပြီငငယ်ရွယ်နဲ့ခေါ်တာအများကြီးခေါ်နေပြီဟိုလာသားရွယ်လေးကစပြီးတော့ဟိုအိမ်တော်ပြုတ်ပဲအချိန်ထိနောက်ဆုံးအသက်ဟိုကကြီးတဲ့အချိန်ထိခေါ်နေကြတာပါအချိန်မျိုးခေါ်နေကြလူပြီးလူတော့ကမှအကျိုးမရှိတော့ဘူးအဲမိဘအလုံးမကျွတော့သာသနာတွေမပြုတ်တော့ဘူးဆိုလို့ရှိရင်တော့အမြဲမျိုးခေါ်နေကြတာဖြစ်တဲ့အဲ့အတွက်ကြောင့်ဒါကတူတူတင်တိထားတင်တယ် ဒီကျိုးတင်တောင်းပန်တင်တယ်ကျိုးကျိုးတင်တင်လှုပ်ဆောင်တင်တယ်အဲအလာကိုဆရာမလေးကဆိုးလို့လာပါကိုတစ်ခုနဲ့ပတ်သက်ပြီးတော့ဆရာမလေးကမဖြေစရာအကြောင်းမရှိပါဘူးဖြေထားပါတယ်ဖြေထားတာကိုစိတ်ရှည်လက်ရှိနားမထောင်လို့ဆရာမလေးကမဖြေဘူးကိုကိုကြောင်ကြနေရလို့ဆရာမလေးကအပြစ်တင်ဝေဖန်ကြပါတယ်တကယ်လည်းကျတော့ဆရာမလေးကအားလုံးဒါအဆအဆုံးပေါ့နော်တင်ပြပေးတာပေါ့ဘလို့ပဲခင်နေပြီနေနေရဘာမို့လို့လဲလာအောင်မလေးဆရာမလေးကဘသူပါဘဝပါမသိဘဲနဲ့တခါအပြစ်ကတင်အောင်မလေးနေရဘာမို့လို့ပြောနိုင်တာလဲဆိုတော့ ်ဒါတော့ဟိုဟာဒီကွန်မန့်တွေတက်အောင်မယ်အပြစ်တွေတင်အောင်မယ်ဝေဖန်အောင်မယ်အဲ့ဒါကြောင့်ဆရာမလေးကပုံပုံကိုဘသူပါပေါ်ပါလို့မိတ်ဆက်ပေးတာပါဆရာမလေးကကြွားဝါခြင်းတခုမှမရှိပါဘူးဆရာမလေးကြွားခြင်းနှစ်နှစ်တာတော့တဲ့မှာဆရာမလေးဖြစ်တဲ့စဖြစ်ကြရဆရာမလေးကြွားမှာပါအခုဟာအလိုမဟုတ်ပါဘူးဆရာမလေးပုံမှန်ပဲကိုပိုလေးနဲ့ကိုတင်နေကိုရဲ့ဒီပူတာလေးတွေစီးတာလေးဆရာမလေးတန်တန်းကိုလာတဲ့လူတွေကိုတင်ပေးတယ် တင်ပေးပြီးတော့ပူတာတွေ CIA ကတ်တာတွေတိုက်ပြီးငကားတိုက်ဆက်တွေကဘလို့ဝင်နိုင်ဒီပိုလေးတွေဝယ်ပုံမှန်တင်နေရပါနာမည်ကြီးချင်လို့လည်းလှုပ်ရှားနေရမဟုတ်ပါဘူးနာမည်ကြီးချင်စောကြီးရဆမာလီကနာမည်ကြီးကိုဘလို့ဖန်ပြီးဖန်ပြီးဖန်ပြီးလို့ရပါတယ်နာမည်ဆမာလီကပုံမှန်လေးပဲသွားနေရပါအခုဟာလည်းမေးတယ်လူရှိလို့ဆမာလီကပြန်ဖြေမိတာပါဒါကိုဝေဖန်ရင်းနဲ့လေကန်ရင်းနဲ့ဆမာလီကိုအပြစ်တင်တယ်ဆမာလီကဘသူဘဝပါဆိုတာကို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 ပြောပြီးပြောပြီးမှမိတ်ဆက်ပြီးမှဒီကိုထူးကြောင့်ပြောလို့ရမှာဖြစ်ပါတယ်ဒါနောက်မှမဆိုယုံကြည်မှုတွေမရှိဘဲနဲ့နေရပါပါမှမို့လို့ပြောနေတာလေဆိုတော့တိမာဆိုလို့ အဲ့လိုဝေဖန်မှာဆိုလို့တိုက်ခိုက်မှာဆိုလို့ဆရာမလေးကရှင်းပြတာအရှင်းပြမခံပါဘူးကိုကိုကိုကြောညာနေတယ်ကိုထူးကြောင့်တစ်စမ်းမှမပါဘူးလို့ပြောတယ်ကိုထူးကြောင့်ပြောထားတာအများကြီးပါအထက်အလဲမှာပြောထားပါတယ်နောက်ဆုံးမှလည်းပြောထားပါတယ်အဲ့ဒါကိုသေချာနားထောင်တဲ့လူတွေကအခုချိန်ထိဝေဖန်တိုက်ခိုက်နေကြပါတယ်သေချာနားထောင်တဲ့လူတွေကတော့ကွန်မန့်နေကွန်မန့်နေဆိုတာဆရာမလေးမဖြေနိုင်လို့အခု live ပုံပါပဲဖြေပေးပါမယ်ဗိုက်ဆပ်ပရက်ဆက်ရဲ့လက္ခဏာက သူကအင်မတန်မှအလှပကြိုက်တယ်အမွေးနဲ့ကြိုက်တယ်အသံပြန်ကြိုက်တယ်ပြီးလို့ရှိရင်ရေကြိုက်တယ်ပေါ့နော်အဲရေကြိုက်တဲ့အထက်မှာပါပါတယ်အလှပကြိုက်တဲ့အထက်မှာလည်းပါပါတယ်ပြီးလို့ရှိရင်သူကအဆွဲလန်းကြည့်ပါတယ်မမနာကြည့်ပါတယ်သူကချစ်တတ်တဲ့နှလုံးကအပြေဝရှိတယ်တန်ရောစင်ကြည့်ရဆွဲလန်းကြည့်ရမမနာကြည့်တယ်အဲပြီးလို့ရှိရင်ပေါ့နော်ဘယ်လိုပြောရမလဲကိုရဲ့မဟုတ်မခံတဲ့စိတ်တွေရှိပါတယ်မဟုတ်မခံကိုကိုနည်းနည်းလေးပြောလို့ရှိရင်ကိုပေါ်မှာကိုကအများကြီးသိကြီးခံရတယ်ကိုပေါ်မှာနည်းနည်းလေးဒုက္ခပေးတဲ့လူမျိုးတို့ကိုကို မခံ ီအောင်ပြောရလို့ဆိုပြန်ပြီးအညိုးလေးကြီးပါပြန်တိုက်ခိုက်တတ်ပါတယ်ပြန်ပြီးတော့လည်းကလဆားချီတတ်ပါတယ်เนาะအဲပြီးတော့အိမ်မက်တွေမက်ပါတယ်ဖျားတွေရေတွေမွေးတွေငကားတွေအိမ်မက်မက်ပါတယ်အဲ့ဒီအိမ်မက်မျိုးတွေမက်မယ်ပြီးတော့ငကားတွေကပောက်တာမျိုးမွေးတွေကပောက်တာမျိုးအဲ့ဆိုရင်အင်မတန်စိတ်ဆိုးလို့အင်မတန်ပြန်ခေါ်ဖို့လုံနေလို့ကိုသူတို့တွေကဒီလိုလက္ခဏာတွေပြတာပါအဲ့တော့အိမ်မက်ဆိုးတွေမက်ပြီးငကားတွေဖျားတွေရေတွေမွေးတွေပေါ့เนาะငကားပောက်တာတွေမွေးပောက်တာတွေမက်တော့မယ်ဆိုလို့ရှိရင်เนาะဒီဟာကတိုက်ဆက်ပြန်ဆက်အမှတ်ကန်ပါအဲ့တော့အိမ်မက်တွေကလည်းပေးပါတယ်နံပါတ်1เนาะ เนาะအိမ်မက်ပေးပြီးတော့ကျန်းမာရေးတွေထိခိုက်ပါလိမ့်မယ်အိမ်တော်ရေးတွေထိခိုက်ပါလိမ့်မယ်ကိုယ့်ရဲ့သွားတဲ့နေရာမှာဘေးတွေသိမ်းပါလိမ့်မယ်အဲ့ဒါလေးတွေကိုတတိထားကြပေးအချိန်မီအခါမီတောင်းပန်ကြပါလို့ဆရာမလေးကကိုထူးနဲ့ပတ်သက်ပြီးမိသားစုနဲ့ပတ်သက်ပြီးတော့ဆရာမလေးကပြန်ဖြေလိုက်ပါတယ်တိတ်ချာလည်းဖြေထားပါတယ်အခုလည်းဖြေထားပါတယ်မင်းသားသူကအဲ့ဒီသစ်ပင်မှာကပ်နေရတယ်မရှိတော့ပါဘူးအဲ့ဒီသစ်ပင်မှာလည်းအစတွေကကျန်နေတာလည်းမရှိပါဘူးသူရဲ့ဝိညာဉ်ကအဲ့ဒီသစ်ပင်မှာလည်းမရှိပါဘူး တိုက်ကပြန်ခေါ်သွားလို့တိုင်တဲ့ရှင်ဘဝကိုရောက်သွားပြီးတော့လူပြည်လူလောကကိုပြန်ခေါ်လို့ရလားဆိုတဲ့ဟိုဆီမလေးကိုပုံမှန်လည်းရှိပါတယ်လူပြည်လူလောကကိုလေကွဲမြားတဲ့တကွာဖိမဲ့တကွာပြုတ်ပြီးတော့ပြန်ခေါ်လို့လူဝင်စားခွင့်ရအောင်မိပါရမိသားစုတွေကလုပ်ပေးမယ်ဆိုရင်လည်းပြန်ခေါ်ခွင့်ရှိပါတယ်ပြန်ခေါ်လို့ရအောင်လုပ်ပေးလို့ရပါတယ်ကုသိုလ်ကောင်းမှုတွေကပွဲတွေနဲ့တကွာဒီလူပြည်လူလောကကိုလာဖို့အတွက်မိသားစုကကြည်ရင်သူမိသားစုကလူလူလန်းနဲ့ပြန်ခေါ်မယ်ဆိုရင်လေဒီတိုက်တဲ့ရှင် မဘဝနေတိုက်ချုပ်ဘိုးတော်တွေကိုအပဝိဇ္ဇာတွေတောင်းဆိုလို့ရပါတယ်အဲ့တော့လူပြည်လူလောကမှာလာခွေးရအောင်လို့လာခွေးတအောင်လို့လာခွေးလာလို့ရအောင်လို့လုပ်ပေးနိုင်တဲ့နည်းတွေအများကြီးရှိပါတယ် အဲ့တော့ဆီယမ်မာလေးကဒါကိုထူးနဲ့မင်းသားထူးနဲ့ပတ်သက်ပြီးတော့ဆီယမ်မာလေးကသေးသေးချာချာဒီပို့မှာသေချာတင်ပေးထားပါတယ်ဆီယမ်မာလေးကိုအပြစ်တွေဝေဖန်တာတွေကိုသေချာနားထောင်ပေးပါเนาะမင်းသားထူးကမကြုံလို့တဲ့ဘဝကိုရောက်နေရလည်းမဟုတ်ပါဘူးတစ်ပင်မှာရှိနေရလည်းမဟုတ်ပါဘူးအသေးဆုံးနဲ့သေးရလည်းမဟုတ်ပါဘူးတိုက်ကပြန်ခေါ်တဲ့အတွက်ကြောင့်ဒီလိုဖြစ်တာပါเนาะတိုင်းနဲ့ရှင်ဘဝကိုရောက်တာပါစောစီအသက်တွေတောင်းမထားခြင်းဖြစ်လို့เนาะဒီစနေသားမန်သမီးတိုက်ဆက်ကလားဆိုပြီးတော့လည်းမိတာလည်းရှိပါတယ်မှန်အမှန်ကန်တော့စနေသားမန်သမီးတိုက်ဆက်ပထမဆက်ပို့ပြီးတော့ရှိပါတယ်နောက်ထပ် က်ဆက်ဖျက်ဆက်တွေလည်းအများကြီးရှိပါတယ်ဒါပေမဲ့စနေသားမှန်သမျှမဟုတ်ဘူးလို့ဟိုပေါ့ပြောတဲ့လူတွေမယုံကြည်တဲ့လူတွေကတော့ကိုတိမှကိုလက်ကကိုတိမှပါကိုဖြစ်မှကိုခံစားမှကိုတိရမှာပါကိုတိုက်ဆက်ပထမဆက်ဟုတ်ဟုတ်ကို အချိန်တိုင်းသိပါလိမ့်မယ်အားလို့ဆမလီကတူတင်ပြီးတော့ကြောချခြင်းဟောထားခြင်းရောတိုက်ဆက်ဖျက်ဆက်တွေကြောင့်ကိုပြောပြထားခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ပါမျိုးတို့ဒီဗီယိုဗန်လေးရဲ့ line မှာရောင်းမှာနာမည်ကြီးနေတိကျဆောင်သူကားရှိတဲ့ဖြစ်တဲ့အကြောင်းလေးနဲ့ပတ်သက်ပြီးတော့မျိုးတို့အားလုံးသိကျင်နေတဲ့အကြောင်းလေးတွေကိုဒီအကြမ်းမြင်ရတဲ့ဆီယမ်မလေးရှင်နဲ့ဆက်ပိုင်းက ဒီအပြည့်အစုံရှင်းပြထားရပါတော့ဟုတ်ကဲ့ကျွန်တော်ဗီဒီယိုခဏလေးကြောက်ပါဗီဒီယိုခဏနဲ့ပတ်သက်ပြီးတော့အမျိုးရဲထင်မိဆက်တွေကိုကျွန်တော်ကောမန့်မှာမျက်ခြေပေးကြလေရတယ်ကျွန်တော် channel နဲ့ဘူးတရရတဲ့အကြောင်းအရာဟာတပ်ပြီးမင်းတိဆက်ပေးပါမို့ကျွန်တော် channel like and subscribe နဲ့ like and subscribe နဲ့ပေးနာ notification လေးကိုဗန်းနေခဲ့ပေးဖို့တော်ဆွကျင်ပါတယ်ကျွန်တော် channel အပိတ်ကြီးရှိသူတရားရှင်းနေတဲ့ခြေတိများရေးတင်ပါတယ်နောက်ထပ်ဗီဒီယိုပြန်ပြန်ဆောင်ရမယ်